ဖုံတော်ဘွဲ့ဝါရဖျံမှုတွေနဲ့ပြည်သူတွေရဲ့အငတ်ဘေးကိုဖြည့်ရှင်ခဲ့တဲ့အကျွေးမဲ့ခေါင်းဆောင်ကြီးကင်ဂျုံအီ1994ခုနှစ်တန်ကိုရီးယားနိုင်ငံဆိုးမြုပ်စီးပွားရေးကအခြေအနေကောင်းလာခဲ့ရုံသာမကအရှိန်အဟုန်နဲ့ဒုတက်လာနေပါပြီ။လမ်းပေါ်မှာလည်းကိုရီးယားတို့ဟွန်တိုင်းကားတွေကိုတဝီဝီတွေ့လာရပါပြီ။ဆိုင်တွေမှာလည်း Samsung Truck Electronic ပစ္စည်းတွေက နေရာယူထားပါရီ။ ပြည်သူတွေရဲ့တဝန်းချင်းဝင်ငွေကလည်းအရင်နှစ်တွေကထက်တိုးတက်လာနေကြတာပါမိသားစုတိုင်းလိုလိုကဒီဘီလေးတွေဝယ်နိုင်သလိုညသာအတူစာရင်ကြည့်ကြတာကလည်းအလေးချင်းတစ်ခုဖြစ်လာနေပါပြီပြောရရင်ပြည်သူအများစုကလူလက်တန်းစားဘဝကိုစိတ်ကူးယဉ်နိုင်တဲ့အခြေအနေကိုရောက်လာခဲ့ကြတာပါနေကြတဲ့ဘက်မှာတော့သူတို့ထက်အစာများစွာတာလုံးနဲ့ဘဝကိုပိုင်ဆိုင်ထားသူတယောက်ရှိပါတယ်။အဲဒီသူကတော့အသက်52နှစ်ရှိနေပြီဖြစ်တဲ့ကင်ဂျုံဤပါပဲ။ အဲဒီချိန်ဒီသူကမြောက်ကိုရီးယားရဲ့ခေါင်းဆောင်မဟုတ်သေးပါဘူး။ဖာခင်ဖြစ်သူကန်အီဆုံကမြောက်ကိုရီးယားကိုထူထောင်ခဲ့တဲ့သူပါ။သူကတော့အဲ့ဒီအရာရာကိုဆက်ခံမဲ့သူဖြစ်ပါတယ်။ကင်ဂျုံရဲ့ဘွားကစိန်ခံမှုနဲ့ဆက်ဆက်နေတာပါ။သူကဟန်နက်စီကော့ဖ်မြက်ကိုလည်းအရန်ချိုက်ပါတယ်။တနေ့ကိုဒေါ်လာ9သိန်းဘိုးလောက်မှာတောက်တတ်တာပါ။သူထမင်းစားမယ်ဆိုရင်လေဇနီးငယ်လေးတွေကထမင်းလုံးကိုအရွယ်ကြီးအောင်လက်နဲ့တေးချရွေးပေးရပါတယ်။ထမင်းလုံးတော့အရွယ်ကြီးမှစားတတ်တဲ့သူပါ။ သူရဲ့ဥရောပဘဏ်စည်းနဲ့မှာဒေါ်လာ၄ဘီလီယံလောက်ခွဲပြီးထိမ့်သိမ်းထားပါတယ်။ခရီးသွားရင်တော့တန်ချက်ကဇိမ်ခံရထားကြီးနဲ့သွားတက်တဲ့သူပါ။အစိုးရပိုင်းမီဒီယာတွေကလည်းသူ့ရဲ့ဖုန်းတော်ဖွဲ့အကြောင်းအမဲရင်းနေရပါတယ်။ပါရမီရှင်ကြီး၊မြောက်ကိုရီးယားရဲ့ကယ်တင်ရှင်ကြီး၊အင်တာရောင်မလိုအပ်တဲ့အထိဆင်ကျဲသူကြီး၊နိုင်ငံရဲ့လူမျိုးအတွက်မယံမနာမပေါ်မပန်းအလုံးလုံးနိုင်သူကြီး၊ဘယ်တော့မှအမားမလုံးမီသူကြီး၊စိတ်အလုံးနဲ့ရာသီဥတုကိုပြောင်းလဲနိုင်သူကြီး၊အကြီးတစ်ချက်နဲ့မြေကြီးကိုလှုပ်ပေးနိုင်သူကြီးစသဖြင့်မျိုးစုံအောင်ဖုန်းတော်ဖွဲ့တွေရေးခဲ့ကြတာပါ။ ်ပြည်သူတွေရဲ့ကြားထဲမှာတော့သူ့ရဲ့အကြောင်းကဒဏ္ဍာရီလာဘရင်တပါလို့ဖြစ်နေပါတယ်တကယ်ဖြစ်မှာကတော့အဲ့လိုမဟုတ်ဘူးဆိုတာပြည်သူတွေလည်းသိကြပါတယ်ကင်ညွန်ကြီးကပြည်သူတွေကိုတော့အသက်ရှင်အောင်မဆောင်ရှောင်နိုင်ပါဘူးစိတ်လုံးချုံအောင်မပေးစွမ်းနိုင်ပါဘူးဖြစ်ချင်တော့မြောက်ကိုရီးယားမှာအငတ်ဘေးကြီးဖြစ်လာခဲ့ပါတယ်။အဲတုန်းကစပားအထွက်တိုးနေတာကလေးနှစ်နဲ့ချီရှိနေကြတာပါ။ဒီကြားရဲရေကြီးမှုတွေဖြစ်ပြီးစိုက်ခင်းတွေပျက်စီးခဲ့ပါတယ်။အစိုးရကရိတ်ခါအားလုံးကိုတင်လိုက်ပြီးပြန်လည်ခွဲဝေပေးတဲ့ကိစ္စကိုတာဝန်ယူခဲ့ပါတယ်။ဒါပေမဲ့တကယ်လို့အပ်တဲ့မိသားစုတွေစီကိုတော့ရိတ်ခါတွေကမရောက်သွားခဲ့ပါဘူး။ ကင်ညုံရဲ့စစ်သားတွေကရွာစဉ်တကားလဲပြီးအကုန်လုံးကိုတင်ယူခဲ့ပါတယ်။စုဆောင်ထားတဲ့အစားအစာတွေရောမျိုးစေ့တွေပါတင်ယူခဲ့တာပါ။ဘလဲယာသုံးဆောင်တွေကိုလည်းမချန်ခဲ့ပါဘူး။နောက်ဆုံးမြောသားဖြစ်အသုံးပြုဖို့စုဆောင်ထားတဲ့နွားချီ၊ချက်ချဲတွေကစာတင်ယူပြီးအစိုးရစီပြန်လည်အနှံခဲ့တာပါ။ဒီအချိန်မှာပြည်သူတွေလည်းစားစရာမရှိတော့ပါဘူး။အဲဒါကြောင့်မြက်တွေကိုပြုတ်စားရပါတယ်၊တက်ခေါက်တွေကိုခွာစားရပါတယ်။ကျောင်းမုံနေနေကိုလွာစာမုံတွေရေပေါ်စားတွေနဲ့ရောပြီးစားကြရပါတယ်။နောက်ပြီးရေကိုဖိတောက်ကြရတာပါ။ ဘိုက်ပြစ်တယ်လို့ဖြစ်ပေမဲ့အာတီသားတော့မဖြစ်ပါဘူး။အာဟာရလည်းမဖြစ်ပါဘူး။တချို့ကလည်းဖားရှာငါးရှာကြွက်ရှာလုပ်ပြီးဖြတ်တန်းရပါတယ်။ပြောရရင်ဒီကာလကခဏတဖြုတ်ဖြစ်ခဲ့တာမဟုတ်ပါဘူး။အကြာကြီးဖြစ်ခဲ့တာပါ။အဲဒါကြောင့်ကလေးလူကြီးတဖြုတ်ဖြုတ်ဆုံးပါသွားတဲ့သူတွေလည်းမနေခဲ့ပါဘူး။တင်းစီခံရတဲ့ရိတ်ခါတွေကတော့အထက်ကိုစုပြုံရောက်သွားတာပါအရင်ဆုံးစစ်တပ်ကအစင်းမြေအရာရှိတွေခွဲတန်းရပါတယ်နောက်ပြီးရင်တော့ပြုံရမ်းမှရှိတဲ့တစ္ဆာခံလူချမ်းသာအထက်တန်းလွာရေပေါ်စီအတိုင်းဝိုင်းကခွဲယူကြပါတယ်အရိကကျန်နာရီကမှအောက်ကိုတဖြည်းဖြည်းရောက်လာကြတာပါ ကြားထဲမှာလည်းအစင်စင်ဖြတ်စားလက်စားတွေရှိပါသေး။အောက်ခြေအစင်ထိရောက်လာချိန်မှာမလောက်ငါတော့ပါဘူး။ခလဲတွေကအစာနဲ့မမှန်လို့စာသင်ခန်းထဲမူးလဲနေချိန်မှာစစ်သားတွေကတော့မြို့တော်ထဲမှာဝဝဖိဖိနဲ့ခြိတက်နေကြကြတာပါ။ဒါပေမဲ့အစိုးရကတော့ခက်တီတီပါပဲ။အရေးချင်းတွေကိုခက်ခဲကြမ်းတမ်းသောခရီးကိုခြိတက်ခြင်းလို့တင်စားပြီးဒီအတိုင်းဆက်လက်ပန်းနေကြတာပါ။ပြည်သူတွေကလည်းကင်ဂျုံရဲ့ခေါင်းဆောင်မှုအောက်မှာဘဝကိုမသေးယုံတမဲယုံခံပြီးဖြတ်တန်းခဲ့ရပါတယ်။ ဒါပေမဲ့2022ခုနှစ်ကင်ဂျုံဝင်ကွယ်လွန်ချိန်မှာတော့ပြည်သူတွေကလမ်းမပေါ်ကိုထွက်ရင်ဘတ်စီတီငိုကြွေးခဲ့ကြပါတယ်။ဝက်စားရီကိုဆွဲဆုပ်ပြီးဖြေမဆဲနိုင်တဲ့ဝမ်းနည်းမှုကိုပြခဲ့ကြပါတယ်။နိုင်ငံပိုင်ရုပ်မြင်သံကြားကလည်းဒီမြင်ကွင်းတွေကိုတေချာရိုက်ကူးထုတ်လွှင့်ခဲ့တာပါ။ပြည်သူတွေကိုအငတ်ဘေးကမကာကွယ်နိုင်ခဲ့ပေမဲ့သတင်းတွေမှာတော့ပြည်သူတွေရဲ့အကျိုးကိုစွန့်စွန့်တမန်ဖော်ဆောင်ခဲ့သူကြီးကိုကျော်ဆောင်ခဲ့သူကြီးအရာရာကိုပေးဆက်ခဲ့တဲ့စွမ်းအားရှင်တပါးအနေနဲ့ဖော်ညွှန်းခဲ့ကြပါတယ်။ဒီဇလန်ကိုပြောရမယ်ဆိုရင်အတိတ်ကိုဇလန်ပြန်ကောင်းမှပြေဆုံးမှုရှိမှာပါ။ ကွန်မြူနီမြောက်ပိုင်းနဲ့အရင်းရှင်တောင်ပိုင်းကြားဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲကဝမ်းနည်းစရာအခြေအနေနဲ့အဆုံးသတ်ခဲ့ရပါတယ်။ဒီစစ်ပွဲအတွင်းကိုရီးယားလူမျိုးနှစ်တန်းကနေသုံးတန်းလောက်ဒေဆုံးခဲ့ရတာပါ။ပရိပခအပြီးမှာလေငញ្ញိုင်းစာချုပ်ကိုလက်မှတ်မထိုးခဲ့ကြပေကျွန်းဆွယ်ကနှစ်ပိုင်းခွဲထွက်သွားပါတယ်။ပြီးတော့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားဆိုပြီးဖြစ်လာခဲ့တာပါ။1960ပြည်လုံးနဲ့စစ်ပွဲတွေပြီးဆုံးပြီးဆဲဆုနဲ့များစွာအထိမြောက်ကိုရီးယားကပိုပြီးပြည်ဆုံးကျွဲဝါးတွေကိုရီးယားဖြစ်ခဲ့ပါတယ်။စက်ရုံတွေကိုလည်းပတ်နိုင်ခဲ့တယ်လို့လျှက်စစ်မီးတွေကိုလည်းဖော်ဖော်တည်တည်ပေးနိုင်ခဲ့တာပါ။ ။စမ်းမှုလေယာဉ်လုပ်ငန်းဆိုရင်လည်းဒေါ်တက်လာတဲ့အရေးအယောင်တွေပြသနေပါတယ်။ဒါပေမဲ့အဲ့ဒါတွေကမြောက်ကိုရီးယားရဲ့စွမ်းဆောင်မှုကြောင့်ဖြစ်လာတာတော့မဟုတ်ပါဘူး။အဲဒီတော့ကရုရှားမဖြစ်သေးတဲ့ဆိုဗီယက်ယူနီယံကမြောက်ကိုရီးယားကိုချင်းငွေတွေလိုတလောက်ပေးနေကြတာပါ။တရုတ်ကလည်းအစားအစာလောင်စာစီစက်ပစ္စည်းတွေကူညီထောက်ပံ့ပေးခဲ့ပါတယ်။ပြောရရင်မော်စကိုနဲ့ဘေကျင်းတို့ကပျုံယန်းရဲ့ကွန်မြူနီမိတ်ဆွေအကူအကြီးတွေလိုမျိုးဖြစ်ခဲ့တာပါ။နိုင်ငံရေးစကားနဲ့ဆိုရင်တော့ကွန်မြူနီမဟာမိတ်ဆွေပါ။သူတို့ကကွန်မြူနီတွေစည်းလုံးနေဆိုတာပြသခြင်းပါတယ်။ နောက်ပြီးအရေတုံးကတောင်ပိုင်းကိုအမေရိကန်ဂျပန်နဲ့အနောက်နိုင်ငံတွေကကူညီနေကြတာပါအဲဒါကြောင့်မြောက်ကိုရီးယားကခက်မြန်မြန်ထိုးတက်လာရင်ကွန်မြူနစ်တွေလည်းပိုပြီးမော်ကြွားနိုင်သွားမှာဖြစ်ပါတယ်ဆိုဗီယက်နဲ့တရုတ်ရဲ့ကူညီမှုကြောင့်မြောက်ကိုရီးယားဖွံ့ဖြိုးတိုးတက်ရေးကအရှိန်ဟုန်ကောင်းနေပါတယ်ငွေကြေးဆိုရင်လည်းအပြည့်ရှိနေသလိုရိတ်ခါပစ္စည်းတွေဆိုရင်လည်းပူစရာမရှိပါဘူး။စားစရာအတွက်လည်းနှစ်နဲ့ချီပြီးပူစရာမလိုခဲ့ပါဘူး။အဲဒါကြောင့်မြောက်ကိုရီးယားကရုရှားတရုတ်ကလွှဲရင်ဘယ်နိုင်ငံကမှအဆက်အသွယ်မလုပ်တော့ပါဘူး။သူတို့အတွက်ဒီနှစ်နိုင်ငံရှိရင်အဆင်ပြေပြီလို့ယူဆခဲ့ပါတယ်။ ်ဒါပေမဲ့1990ပြည့်လုံနှစ်တွေမှာတော့ချင်းငွေတွေပြန်ဆက်ဖို့အချိန်ရောက်လာခဲ့ပါပြီအဲ့ဒီအချိန်မှာမြောက်ကိုရီးယားကပြန်ဆက်ဖို့ပတ်စံမရှိနေပါဘူးအကျွေးဆက်ဖို့ပြည်စည်းရောက်မယ်ဆိုရင်လေရောင်းစရာများများဆဆမရှိနေပါဘူးအဲဒါကြောင့်ဒေါ်တက်မှုတွေလည်းရပ်တန့်သွားပါတယ်စက်ရုံတွေလည်းမလဲပတ်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာတောင်ကိုရီးယားကတော့စက်မှုလုပ်ငန်းတွေလဲပတ်ဖို့စပီးအချိန်ယူနေပါပြီမြောက်ကိုရီးယားကတော့ကောင်းနေတဲ့အချိန်လေးရပ်သွားတာပါအကျွေးတွေကိုနှစ်စဉ်ဖဲဆက်ဖို့ကြိုးစားနေကြရပါတယ်လိုတဲ့ငွေကြေးတွေကိုလည်းဆိုဗီယက်စီကနေနည်းနည်းစီထက်ချေးနေကြရတာပါ ကျွေးဟောင်းဆက်ကျွေးတည်ယူဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်ပါတယ်။၁၉90ပြည့်လွန်နှစ်တွေမှာတော့အကြက်တဲတွေကပိုပြီးနှက်ဆိုင်လာခဲ့တာပါ။ဖြစ်ချင်တော့ဆိုဗီယက်ယူနီယံကလည်းပြိုကွဲသွားပါတယ်။အဲဒါကြောင့်မြောက်ကိုရီးယားကလည်းချင်းငွေတွေဆက်ယူဖို့ခက်ခဲသွားပါတယ်။အဲဒီအပြင်နာမည်ပြောင်းသွားတဲ့ရုရှားကအကျွေးတွေကိုဖိတောင်းလာခဲ့တာပါ။ဆိုဗီယက်ပြိုကွဲသွားချိန်မှာတရုတ်ကလည်းကစားကွက်ပြောင်းလိုက်ပါတယ်။ကွန်မြူနီအယူဝါဒထက်စီးပွားရေးအကျိုးမြတ်ကိုရှေ့တန်းထင်တဲ့မူဝါဒကျင့်သုံးလာခဲ့တာပါ။အဲဒါကြောင့်တရုတ်ကအနောက်နိုင်ငံတွေနဲ့အဆက်အသွယ်ပိုလောက်လာပါတယ်။ အကျိုးဆက်အနေနဲ့ပြုံရမ်းရဲ့ကုံသွယ်မှုကတော့ကြုံသွားခဲ့ရတာပါတရုတ်စီကအမြဲရနေတဲ့အစားအစာလောင်စာစီနဲ့စက်ပစ္စည်းသွင်းကုန်တွေလည်းရောကြလာခဲ့ပါတယ်ပထဝီဝင်အနေထားကလည်းပြဿနာကိုပိုပြီးဆိုးဝါးစေခဲ့တာပါမြောက်ကိုရီးယားမှာတဘာဝတည်ရန်စာတလုံးဝနေပါမရှိပါဘူးတောင်တန်းတွေကမြေအရိယာရဲ့80ရာခိုင်နှုန်းလောက်ဖုံးလွှမ်းထားတဲ့အတွက်စိုက်ပျိုးမြေလည်းနေပါလာပါတယ်ရေနံဆိုရင်လည်းလုံးဝမထွက်ပါဘူးတတော်အတွက်ပစ္စည်းနဲ့တွင်းအတွက်ပစ္စည်းလောက်ပဲရှိတာပါ ဒီကြားထဲတွင်းကုန်ဓာတ်မြေဩဇာတွေမရှိတဲ့အတွက်လဲယာတွေပြက်စီးသွားပါတယ်။လောင်စာဆီနဲ့ကုန်ကျန်းတွေပြက်လက်တဲ့အတွက်စည်ယုံတွေရပ်တန့်သွားပါတယ်။အဲ့ဒီအချိန်မှာအရင်ကအချိန်ပြည့်နေပါလင်းခဲ့တဲ့မီးတွေလည်းမိန်လာပါပြီ။အစားစာတွေကလည်းရှားပါလာပါပြီ။တစ်ဖက်ကတောင်ကိုရီးယားကတော့ဒိုတက်စာပြုဖို့အချိန်ကောင်းနေကြတာပါ။လမ်းမတွေကနေုံမီးအောင်တွေနဲ့ထိန်ကြီးနေပါတယ်။လောက်ခလာစာတွေကိုလည်းများများပေးလာနိုင်ပါတယ်။မြောက်ကိုရီးယားအတွက်တော့ဒါမျိုးကိုမြင်နေရတာခါတိကဲလုံးပါပြီသူတို့အတွက်မခံမရက်ဖြစ်စရာကောင်းတဲ့အရှက်ရမှုကြီးပါပြီ တရန်ကူအကိုဇယ်လေးခုနှစ်မှာတော့ဖခင်ကင်းဤဆုံးကွယ်လွန်သွားခဲ့တဲ့အတွက်ကင်းညုံဤလည်းအာနာရလာခဲ့ပါ रे ဒီအချိန်မှာနိုင်ငံရေးအခြေအနေကတော်တော်ဆိုးနေပါပြီသူကဒီအခြေအနေကိုသူ့ရဲ့နီလန်းနဲ့ထိန်းသိမ်းဖို့ကြိုးစားခဲ့ပါ रे မြောက်ကိုရီးယားကိုပြင်ပကဘာနဲ့ပို့ပြီးအဆက်အသွယ်ပြတ်ခဲ့တာပါနေဆက်တွေကိုပိတ်လိုက်ပါ रे နိုင်ငံသားလေးလာသူတွေဝင်လာကိုတားမြစ်လိုက်ပါ रे နိုင်ငံသားတွေထွက်ခွာတာကိုလည်းပိတ်ပင်လိုက်တာပါပြီးတော့အစိုးရပိုင်းဖီလိုတွေကနေပြည်သူတွေကိုနေရောညပါဟွာရာပြန်ခဲ့ပါ रे ်ငါတို့ဒီတောင်ကိုရီးယားများထက်တာလွန်သည်ဂျပန်ထက်ပိုချမ်းသာသည်အမေရိကန်ကငါတို့ကိုကြောက်ရသည်စားရဝါရတွေပါပဲဒီဝါရတွေကအမှန်တရားမဟုတ်ပေမဲ့သူတို့ရဲ့အားနည်းချက်ကိုဖုံးကွယ်ဖို့လက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်ဝါရဖြတ်မှုတွေထဲမှာပြည်သူတွေရဲ့အကျိုးကိုရှေးရှူရေးဆိုတာကိုဖန်တရားတရားသုံးပေမဲ့ကင်ဂျုံကြီးကစစ်တပ်ကိုအားကောင်းအောင်ပဲဦးစားပေးခဲ့တာပါသူရဲ့ဖခင်ကင်အီဆွန်ရဲ့လက်ထက်တုန်းကဆိုရင်တောင်သူလယ်သမားနဲ့အလုပ်သမားတွေကိုအရေးတူလုပ်ခဲ့ပါသေးတယ်ဒါပေမဲ့ကင်ဂျုံကြီးကတော့စစ်တပ်ကိုပဲအင်အားကောင်းအောင်လုပ်ခဲ့တာပါ ိုရီးယားစစ်ပွဲကတရားဝင်မပြီးဆုံးသေးတာကြောင့်ဒေါက်တာနေရတောင်ကိုရီးယားကသူတို့ကိုဝင်တိုက်မှာကိုစိုးရိမ်နေခဲ့ပါတယ်။ဒီကြားရဲ့အမေရိကန်တပ်တွေကလည်းတောင်ကိုရီးယားမှာတက်ဆွဲထားတာပါ။အရာကိုလည်းကြောက်နေရပါတယ်။နောက်ပြီးကိုရီးယားကျောင်းဆွဲကိုတင်ပိုက်ပူးတဲ့ဂျပန်ကတောင်ကိုရီးယားဘက်မှာရှိနေခဲ့တဲ့အတွက်ပို့ပြီးတော့စိုးရိမ်နေခဲ့တာပါ။ပြောရရင်အမေရိကန်ကထူထူရကဘာစစ်ကိုအဆုံးသတ်နိုင်ခဲ့တဲ့နိုင်ငံဖြစ်ပြီးဂျပန်ကတော့ကိုရီးယားတွေကိုကျူးကျော်ပူးတဲ့သူတွေပါ။ ဒီကြားထဲမှာမြောက်ကိုရီးယားကအထူးကမဟာမိတ်တွေဖြစ်တဲ့တရုတ်ရုရှားတို့နဲ့နည်းနည်းဝေးကွာလာပါတယ်အဲဒါကြောင့်ဆေးအုပ်ချုပ်ရေးကိုအထူးကဦးစားပေးဖို့ဖြစ်လာရတာပါပြောရရင်နိုင်ငံရဲ့အရင်းမြစ်တွေကစစ်တပ်ထဲကိုပဲအထူးကရောက်လာခဲ့ပါတယ် GDP ရဲ့သုံးပုံတစ်ပုံကိုစစ်တပ်အတွက်သုံးဆဲခဲ့တာပါအရွယ်ရောက်ပြီးတဲ့သူတွေကိုလည်းမဖြစ်မနေစစ်မှုထမ်းခိုင်းပါတယ်နောက်ပြီးအကုန်ကြခံပြီးစေရေးပြပွဲတွေတမင်လုပ်ခဲ့ပါတယ်ဒါပေမဲ့အများစုကဟန်ပြတွေဖြစ်ပါတယ်ဒါပေမဲ့ခန္ဓာတရားပုံစံကိုတော့အမြဲလုပ်နေခဲ့တာပါ ကင်ယွန်ကြီးကသူ့နိုင်ငံရဲ့ရည်တည်ရေးအတွက်အနှစ်သာရရှိမှုထက်ပုံရိပ်ကပိုရေးကြီးတယ်လို့လက်ခံယူဆခဲ့ပါတယ်။ကင်ယွန်ကြီးကတောင်ကိုရီးယားဘက်ကတိုက်ခိုက်လာမှာကိုအတော်လေးစိုးရိမ်နေကြတာပါ။နောက်ပြီးနျူကလ িয়ার လက်နက်သာပိုင်ဆိုင်ထားရင်သူ့ကိုချိန်ချောက်လို့မရဘူးဆိုတာကိုလည်းနားလေပါတယ်။အဲဒါကြောင့်ဆိုဗီယက်ရဲ့အကူအညီနဲ့1980မှာနျူကလ িয়ার နည်းပညာတွေစတင်စမ်းသပ်ခဲ့တာပါ။1990လောက်မှာတော့နျူကလ িয়ার ဓာတ်ပေါင်းပိုတွေတည်ဆောက်လာနိုင်ခဲ့ပါပြီ။ဒါပေမဲ့1994ခုနှစ်မှာမြောက်ကိုရီးယားအတွက်အားအနေဆုံးအခြေအနေဖြစ်ခဲ့တာပါ။ ဒီချိန်မှာတော့အခြေအနေအရအမေရိကန်ရဲ့သဘောတူညီမှုတစ်ခုလောက်ခဲ့ရပါတယ်။နျူကလ িয়ার အစီအစဉ်ကိုစွန့်ရင်အတွက်ပဲအသုံးပြုဖို့အတွက်ပါ။ဒါပေမဲ့မြောက်ကိုရီးယားကအရိကိစ္စကိုလျှို့ဝှက်ပြီးရှေ့ဆက်နေခဲ့ပါတယ်။နောက်ထောင်ခုနှစ်မှာတော့ပရမာဇုံနျူကလ িয়ার လက်နက်စမ်းသပ်မှုကိုပြုလုပ်နိုင်ခဲ့တာပါ။ဒီချိန်မှာတော့မြောက်ကိုရီးယားလည်းပြည်ပချင်းချောက်မှုတွေကိုတိတ်ပြီးဂယုဆိုင်စရာမလိုတော့ပါဘူး။ကမ္ဘာနိုင်ငံတွေကလည်းမြောက်ကိုရီးယားရဲ့လှုပ်ရှားမှုတိုင်းကိုအရေးတယူစောင့်ကြည့်လာရပါတယ်။ဒါပေမဲ့နျူကလ িয়ার အစီအစဉ်အပါအဝင်ဈေးကိစ္စတွေမှာပဲငွေပုံတုံးခဲ့ရတဲ့အထက်အငွေပေးကြီးဖြစ်လာတာကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။ နောက်ပြီးဆယ်စုနှစ်များစွာကတည်းကမြောက်ကိုရီးယားကပြည်သူဖြန့်ဖြူးရေးစနစ်အပေါ်မှာမိခိုခဲ့တာပါအရေးစနစ်မှာတော့အထက်ပိုင်းအခွင့်အထူးကံလူတွေကပဲအခွင့်အရေးတွေကိုတိန်ကျုံယူသွားကြတာဖြစ်ပါတယ်။1980ပြည့်လွန်နှစ်တွေမှာအရွယ်ရောက်သူတအုပ်ကိုတနေ့သီးနှံ600ဂရမ်ပေးနိုင်ခဲ့ပေမဲ့တဖြည်းဖြည်းရောကြလာရင်1994ခုနှစ်မှာတနေ့ကို100ဂရမ်လောက်ပဲပေးနိုင်ခဲ့တာပါ။နောက်ပိုင်းရေလွှမ်းမှုမှုတွေဆက်ဖြစ်လာတော့အခြေအနေတွေကပိုပြီးဆိုးရွားလာပါတယ်။စပါးတန်ချိန်1.5တန်းကျော်ဆုံးရှုံးခဲ့ပြီးနောက်မှာတော့ငတ်ပြီးတရရတဲ့ပြည်သူတွေပုံများလာခဲ့ရတာပါ။ ဒီအချိန်မှာစစ်သားတွေကနိုင်ငံရေးရိခါကိုဖြည့်တင်းဖို့ဆိုပြီးရွာတွေထဲဝင်ရှေ့သမျှတင်ပြီးအစိုးရစီကိုပြန်အပ်ကြပါတယ်။နောက်ဆုံးဓာတ်မြေဩဇာမရှိတဲ့အတွက်ဒရိတ်ဆန်မဆွေတွေအပြင်လူမဆွေတွေကိုပါစုစည်းပေးဖို့အမိန့်ထုတ်ခဲ့တာပါ။ဒီအငတ်ဘေးနဲ့အတူဘာသာဈေးတွေလည်းပေါ်ထွက်လာပါတယ်။ကိုမှရှိတဲ့ပစ္စည်းတွေကိုစားစရာနဲ့ဓာတ်ရိုက်လဲလှယ်တဲ့ဈေးတွေပါပဲ။အဲဒီလိုမျိုးကိစ္စကိုတရားဝင်ခွင့်မပြုထားပေမဲ့တနိုင်ငံလုံးပြန်နှံ့သွားပါတယ်။နောက်ပြီးအရွယ်ကောင်းအမျိုးသားတွေဆိုရင်အစိုးရကမဖြစ်စလောက်ပတ်စံပေးပြီးလမ်းဖောက်ဖို့တရားစောက်ဖို့ခေါ်သွားခံကြရတာပါ အဲ့ဒီအတွက်ကြံနေတဲ့မိသားစုစားဝတ်နေရေးကိုအမျိုးသမီးတွေကတာဝန်ယူခဲ့ရပါတယ်။အမျိုးသမီးတွေကထမိန်အောက်မှာပြည်စည်းတွေဖွက်ပြီးစံတွေကိုမှောင်ခိုပြန်သွင်းခဲ့ကြရပါတယ်။ဒီကြားတဲ့စစ်သားတွေမိသားရင် left ငွေပေးရတာမျိုးငွေမပေးနိုင်ရင်ခန္ဓာကိုယ်နဲ့ပေးဆက်ရတာမျိုးတွေလည်းရှိလာခဲ့တာပါ။ဒါပေမဲ့အစိုးရပိုင်းရေဒီယိုမှာတော့ကင်ညုံအီးရဲ့ဘုံတော်ပွဲတွေကဇက်တိုက်ကိုလာနေခဲ့ပါတယ်။အဲ့ဒီဘုံတော်ပွဲတွေကလည်းမျိုးစုံနေတာပါ။ကင်ညုံအီးကဟမ်ဘာဂါကိုတီထွင်ခဲ့တယ်ဆိုတာလည်းပါပါတယ်။၃နှစ်အတွင်းစာအုပ်1500ရေးခဲ့တယ်။ ျက်လုံးပိတ်ထားတော့လဲပြင်းမှတ်တရားပြစ်နိုင်တယ်။ဒါပတ်မှာအနာယူအင်းနှဲငယ်သားအိတ်ဆက်တယ်။သူရဲ့တန်လွင်စိမ်းရောင်ဝတ်စုံကို Parent နဲ့မိလန်ကဖက်ရှင်ဒီဇိုင်နာတွေကိုလမ်းပြပေးကြတယ်။ပထမဆုံးခောက်ရိုက်ချိန်မှာပဲ38အန်တာပါရခဲ့တယ်။ဆိုပြီးမှမွေးဖွားချိန်တုန်းကကောင်းငွေမှာကျယ်ပွင့်အစ်စ်တစ်ပွင့်ပေါ်လာခဲ့ပြီးတက်တန်နှစ်ထပ်အောင်မှာမွေးခဲ့တယ်ဆိုတာတွေလည်းပါနေကြတာပါ။ နုံနေတဲ့ကလေးတွေအပါအဝင်ပြည်သူတွေအငတ်ဘေးနဲ့တဖြုတ်ဖြုတ်ကျွေးနေချိန်မှာကင်ဂျောင်ဝီကတိုကျိုကလေရင်နဲ့မှာထားတဲ့ဆူရှိကိုစိန်ခံစားနေပါတယ်။ကိုပိုင်ရုပ်ရှင်ရုံတွေကိုစိတ်တိုင်းကြပြင်ဆင်သလိုအရာကောင်းစားကိုလည်းမပြတ်အောင်စီစဉ်ထားတာပါ။သူ့ရဲ့ပုံတူပကြီးကားကိုလည်းအိမ်တိုင်းမှာချိတ်ခိုင်းထားပါတယ်။ဖုံတင်ရင်လည်းအေးအေးယူတာပါ။ကလေးတွေဆိုရင်လည်းသူ့အကြောင်းဖွဲ့တည်ထားတဲ့ကြပြားတွေကိုအလွတ်ကျရပါတယ်။အချုပ်ပြောရရင်တော့1994ခုနှစ်နောက်ပိုင်းအငတ်ဘေးစဖြစ်လာပါတယ်။1996ရေးကြည့်တော့အခြေအနေပိုဆိုးလာပြီး 1998ခုနှစ်မှာမိုးခေါင်တော့ပြောစရာစကားတော်မရှိတော့ပါဘူး။အဲ့ဒီအတော်အတွင်းလူဦးရေ3.5တန်းလောက်ထိတည်ဆုံးခဲ့ရတယ်လို့ခန့်မှန်းထားပါတယ်။အလားကနိုင်ငံလူဦးရေ15ရာခိုင်နှုန်းလောက် ရှိတာပါ။နောက်ဆက်တဲ့ခုနှစ်မှာတော့ကင်ဂျုံဤလဲအနှိမ့်စာတဘောရောက်သွားပါတယ်။ဒါပေမဲ့သူရဲ့အုပ်ချုပ်မှုကတော့အဆုံးသတ်မသွားပါဘူး။သူရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရဖခင်ဖြစ်သူရောသူကပါနိုင်ငံရဲ့ထာဝရဥက္ကဋ္ဌတွေဖြစ်ပါတယ်။အဲဒါကြောင့်လေမြောက်ကိုရီးယားကကမ္ဘာပထမဆုံးသောနီခရိုကရေစီနိုင်ငံဆိုပြီးဖြစ်လာခဲ့ပါတယ်။ နီကရိုကရစီဆိုတာကဒေသုံးသူများအုပ်ချုပ်သောနိုင်ငံလိုပဲအလွယ်မှတ်ရမှာပါ။ဒါပေမဲ့သူတို့ရဲ့အရာရာကိုစကန်နဲ့ကင်ဂျုံအောင်ကအဖိုးနဲ့အဖေချမှတ်ခဲ့တဲ့လမ်းကြောင်းတွေအတိုင်းပဲမြောက်ကိုရီးယားကိုဆက်ပြီးဥဆောင်သွားနေခဲ့ပါရင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရင်။